ယနေ့ဖတ်ကြားတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စောင်းမရှင်ဝေလွင်မောင်ရဲ့နှစ်80ပြည့်တက်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့်ရေးသားတည်ကုန်းထားတဲ့သူရဲကောင်းလို့မှာတမ်းဆိုတဲ့စောင်းမလေးဖြစ်ပါတယ်။တက်မတော်သားတို့ရဲ့ဘဝနိုင်ငံချစ်စိတ်တိုင်းပြည်ချစ်စိတ်နဲ့လူသားစာနဲ့နှလုံးသားကိုထင်ဟပ်စေတဲ့စောင်းမလေးတွေကခန်းစားတတ်ဝင်ကြပါလေတဲ့ပုံကိုပြန်လည်ထုတ်ထုတ်တင်ဆက်ပေးမှာဖြစ်ပါတယ်။ယနေ့တင်ဆက်ပေးမယ့်သူ့မှာတမ်းကြပါဟာတက်မတော်သားတွေနဲ့တက်မတော်သားမိသားစုဝင်တွေအတွက် ပုံမူကျိုးကျောင်းစီလျော်နေတဲ့မှာရန်တစ်ခုဖြစ်ပါတယ်။သိအံ့မူမူပျောက်ကြားရဲဘော်ကလေးရဲ့ဘဝနေဝင်ချိန်မှာမှာရန်ပြုစုထားပုံများကိုရေးဖွဲ့ထားတဲ့ကပြားဇလန်းလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။ဒီဇလန်းလေးဟာဆိုရင်ကြားရသူတို့နှလုံးအိမ်ထဲကိုဖြစ်ရှာရှင်နေစေပါတယ်။သူ့မှာရန်ကပြားကိုရေးဖွဲ့ခဲ့သူကတော့ဂန္ဓဝင်စာဆိုရှင်ဆရာကြီးမင်းသူဝင်ပဲဖြစ်ပါတယ်ခင်ဗျာ။သူ့မှာရန်သူတို့အစုတ် ထားခဲ့မြုပ်သည့်ဘုံငုတ်တိုက်မှာမောင်းပြောက်ကြားကိုရွာသားရွာသူမေးရမြူပြီးအူအူရမ်းဝေးထတော်သည်ကဗျာဇလန်းရဲ့အဖွဲ့မှာစစ်တို့ရဲ့အနေထိုင်သဘောကိုပြဆိုထားပါတယ်ရမ်းဝေးတအူကြားတွေကဘုံတရားများကြောင့်သွေးတန်တရရဲ့နဲ့လဲကျနေတဲ့ပျောက်ကြားရဲဘော်ကလေးကိုကျူးရထွေးပိုက်ပြုစုပေးနေတဲ့ရွာသူရွာသားတို့ရဲ့အမေးဖြေများမှတစ်ဆက် ဇလန်းအရှိန်ကိုစတင်မြင့်တက်စေခဲ့ပါတယ်။အမောင်ပြောက်ကြားချစ်သူအားကိုဗာများမှာခဲ့လိုသည်နည်းငေကကျင်မြတ်မိတ္တမှတ်ကိုခွင်လွတ်ခဲ့ကြောင်းပြောပါလေ။ပြောက်ကြားရဲဘော်ကလေးကငယ်စဉ်ကပင်မျက်နှိုးချစ်ခင်ရတဲ့ငေကကျင်မြတ်မိတ္တမှတ်ကိုခွင်လွတ်ခဲ့ကြောင်းမှာရန်ပြုခဲ့ပါလေ။မိမိမှာက ခยีမတ်တက်လမ်းခုလက်မှာခွဲရတော့မီဖြစ်ပါ၍ချစ်သူအပေါ်တာဝန်မကြည်ခဲ့ပါထို့ကြောင့်ချစ်သူအပေါ်တွင်မေတ္တာပြုခဲ့သည့်ချစ်ကျိုးနောင်ဖွဲ့ခြိထုံးမှုအားဖြေလျှော့ပေးခဲ့ပြီးဖြစ်ကြောင်းကျွန်းဆိုခြင်းသာဖြစ်ပါသည်အမောင်ပြောက်ကြားမိဘအားကိုပါများမှားခဲ့လိုသည်။မွေးသည့်မိခင်မွေးဖခင်ကိုဥတင်ခဲ့ကြောင်းပြောပါလေ။ မွေးသည့်မိခင်နဲ့မွေးဖခင်တို့အပေါ်ဥတင်ခဲ့ကြောင်းရိုသေလေးမျက်စွာမှားတမ်းပြုစုခဲ့ပါသေးတယ်။ဗုဒ္ဓဘာသာဝင်မြမလူမျိုးတို့ရဲ့အနန္တောနန္ဒ၅ပါးကိုဥထိပ်ပန်ဆင်ခြင်းတဘောကနှလုံးအိမ်ကိုဖြစ်ရှစေပါလေ။ဘောကားတစ်ခုရဲ့နေဝင်ချိန်ဆကာလမှာပင်ကျေးဇူးရှင်တို့အပေါ်မမေ့သောတတိမလျှော်သောခွန်အားနဲ့ဥထိပ်ထားတဲ့မြမလူမျိုးတို့ရဲ့အစဉ်လာဟာကြေကွဲရခြင်း ကြည်နူးရခြင်းစတဲ့ခံစားချက်များကိုရောထွေးရှက်တယ်လေရှိပါတယ်။ပျောက်ကြားရဲဘော်ကလေးရဲ့နောက်ဆုံးမာတန်းဟာဒီဇလန်းမှာအထွတ်အထိပ်ကိုရောက်ရှိစေခဲ့ပါတော့တယ်။အမောင်းပျောက်ကြားတိုင်းပြည်အားကိုပွားများမှာခဲ့လို့တနည်းခရီးမတက်လမ်းခုလက်တွင်ကိုလွတ်ရှောင်ခွာခွဲရပါ၍အားနာခဲ့ကြောင်းပြောပါလေ။ပျောက်ကြားရဲဘော်ကလေးကတိုင်းပြည်ကို အာနာခဲ့ကြောင်းပြောပါလိ။ဘာကြောင့်များအာနာရပါသလဲ။ပျောက်ကြားရဲပေါ်ကလေးဟာသူ့အသက်ကိုဆွတ်လွတ်သွားရသည်တိုင်အောင်။ဘာကြောင့်များအာနာမှုရှိနေပါသလဲဆိုတဲ့သိလို့စိတ်ကအတွေးထဲမှာတဝဲလည်လည်ဖြစ်နေခဲ့ပါလေ။ပေအံ့မှုမှုပျောက်ကြားရဲပေါ်ကလေးရဲ့အာနာခဲ့ကြောင်းပြောပါလိဆိုတဲ့စကားကအဲ့ဒီပျောက်ကြားရဲပေါ်ကလေးရဲ့ရိုးသားခြင်းဖြူစင်ခြင်းနှိမ့်ချခြင်း တိုင်းပြည်အပေါ်သစ္စာရှိခြင်းနဲ့ချစ်မြတ်နိုးခြင်းတွေကိုပေါ်လွင်စေခဲ့ပါတယ်။ဒါအပြင်တိုက်ပွဲဝင်ရဲဘော်ရဲဘက်များကိုကြံရစ်တိုက်ပွဲဝင်စေပြီးသူကိုယ်တိုင်က ကိုယ်လွှတ်ရှောင်ခွာအသက်ပေးခဲ့ရလို့ရဲဘော်ရဲဘက်စစ်ကပြေဝခြင်းကိုလည်းခေါ်ပြနေပါတယ်။မြန်မာလူမျိုးတို့ရဲ့စာနာစိတ်ထားတတ်သော အားနာတယ်ဆိုတဲ့စကားတစ်ခုနဲ့ယောက်ျားရဲဘော်ကလေးရဲ့နိုင်ငံနဲ့လူမျိုးဘာသာတာသနာအပေါ်မြန်နိုးတန်ဖိုးထားတဲ့စိတ်များကို ပြည့်စုံစွာဖွဲ့နှွေတိုင်ခဲ့ပါတယ်အချို့ကအာနာခြင်းဟူသည်လူပြော့လူညံ့တို့၏ဇိုက်လက္ခဏာလို့ထင်မှတ်မှားကြပါတယ်အာနာခြင်းဆိုတာမပြောရင်မဆိုရဲတတိမရှိခြင်းမဟုတ်ပါအာနာခြင်းသည်စိတ်ထားဖြူစင်သူရိုးသားသူကိုကြီးစားသက်သူတို့ရဲ့အခြေခံစိတ်ထားပဲဖြစ်ပါတယ်မြန်မာတို့ရဲ့ရင်ကျေးပြူဝမှုကိုလည်းပြဆိုနေခြင်းဖြစ်ပါတယ်အာနာတယ်ဆိုတာမန်ရှိသူ ခတ်ထန်သူတို့မှာတော့မပြုတ်ကျက်နိုင်တဲ့စိတ်သဘောထားတွေဖြစ်ပါတယ်။ဒါပေမဲ့အာနာမှုဆိုတာလွန်ကဲခြင်းနဲ့နေပါလွန်ခြင်းဆိုတဲ့အဆုံးနှစ်ဖက်ကိုတော့ရှောင်ဖယ်ချင့်သုံးဖို့လိုအပ်ပါလေ။ပျောက်ကြားရဲ့ပေါ်ကလေးရဲ့အာနာခဲ့ကြောင်ပြောပါလေဆိုတဲ့စကားကတော့တိုင်းပြည်နဲ့လူမျိုးတို့စေတနာရှိသမျှဆောင်ရွက်ပေးနိုင်မှုမရှိခြင်းကိုရည်ရွယ်ခဲ့တဲ့စကားတစ်ခုဖြစ်ပါတယ်။ပျောက်ကြားရဲ့ပေါ်ကလေး ကြာဆုံးသွားရလေပြီ။ပျောက်ကြားရဲဘော်ကလေးဟာချစ်သူကိုလည်းခွင့်လွှတ်ခဲ့ပါတယ်။မိဘကိုလည်းဥတင်ခဲ့ပါတယ်။တိုင်းပြည်ကိုလည်းအသက်နဲ့ခန္ဓာပင်းဆက်ခဲ့ရသည့်တိုင်အာနာနေစေဖြစ်ပါတယ်။ကဘာတီသည်၍မြမတီနေရေးအတွက်တမိုင်းအဆက်ဆက်ပျောက်ကြားရဲဘော်ကလေးတို့အသက်ကိုချွေးနဲ့ပင်းဆက်ဆွန့်လွှတ်ခဲ့ရသူတွေ များလာပြီဖြစ်ပါတယ်။ မြမသမိုင်းစခဲ့တဲ့ BC 600ခုနှစ်ကနေမျက်မှောက်ခေတ်ကာလအထိဆိုရင်နှစ်ပေါင်း2600ကျော်ခဲ့ပါပြီ။အဲ့ဒီနှစ်ပေါင်းများစွာအတွင်းမှာတိုင်းပြည်နဲ့လူမျိုးအတွက်သွေးအသက်နဲ့ခန္ဓာပိတ်ဆက်ကြရင်မှာတမ်းပြုစုသူများကလည်းဒုနဲ့ဒီရှိနေခဲ့ကြပြန်ပါလေ။အဲ့ဒီလိုသူရဲကောင်းတွေထဲမှာတမန်းဝင်ထင်ရှားသူတွေရှိသလိုပဲတမိုင်းမတင်နိုင်ခဲ့တဲ့အညာဒရသူရဲကောင်းအပေါင်းတို့လည်းပါဝင်ကြပါလေ။ အဲ့ဒီသူရဲကောင်းတွေတဲ့ကအချို့ကတော့နှုတ်အားဖြင့် မာတန်းချွေခဲ့ပါတယ်အချို့ကတော့စားပေးအချို့ကကြပြားပြုတ်အလင်္ကာနဲ့မာတန်းတွေပြုစုခဲ့ပါတယ်တချို့ကလည်းကိုဟန်အမူယာနဲ့ပြတာခဲ့ပါတယ်တချို့ကတော့သူတို့ရဲ့အသွေးသားသူတို့ရဲ့ခန္ဓာကိုယ်ဆွတ်လွတ်ခြင်းနဲ့မာတန်းပြုစုခဲ့ကြပါတယ်တချို့ကတော့သူတို့ရဲ့အယိုးကိုတိုက်ပြီးလုံခြုံရေးအတွက်စီယိုထိုးကာယံပေးခြင်းဖြင့်တတ်သိပြခဲ့ပါတယ် ချို့သူရဲကောင်းနေဆိုရင်တိုင်းပြည်လွတ်လပ်ရေးရမှာအမြဝေပါလို့တော့မှမှာတန်းချွေခဲ့ပါသေးတယ်။အဲ့ဒီလို သူရဲကောင်းဘိုးဘွားအစဉ်ဆက်တို့ရဲ့မှာတန်းနေတဲ့ကမှတမိုင်းတွင်တမိုင်းတင်စီခဲ့တဲ့မှာတန်းချို့ဘုံစောင်းပါရှင်ဝေလွေမောင်ရဲ့သူရဲကောင်းတို့ဤမှာတန်းစောင်းပါဒုတိယပိုင်းမှာဆက်လက်ဖတ်ကြားတင်ပြပေးပါခင်ဗျာ